ကျွန်တော်ဒီတော့ NRF ကိုခေါ်နာဖြစ်ပြီး Apollo စေယုံကျဲနကနေ့ဆက်ဆက်နေသူဖြစ်ကအခု stroke အကြောင်းအင်းငယ်မိဆက်ပေးရန်ရောက်ရှိလာပါသည် stroke ဆိုဒီမှာအခြေခံအားဖြင့်အုံနောက်သို့တွေးလည်ပတ်မှုပိတ်ဆို့မှုရှိသောတွေးကြောယောဂါတစ်ခုဖြစ်သည် stroke ကိုမှတ်မိခြင်းသည်အနှောအရေးကြီးပါသည်ကျွန်တော်အထူးပြောလိုသည်မှာ stroke အရေးကြီးဆုံးယောဂါလက္ခဏာများကိုမှတ်မိနိုင်ရန်အတူချုံသောနေမာနေတစ်ခုဖြစ်သည်ဒါက befast ပါ ဆိုဒီမှာအခြေခံအားဖြင့်လေးလံမှုဖြစ်ပြီးလေးလံမှုဆုံးရှုံးမှုရှိပါကဖြစ်သည်အဆိုဒီမှာမျက်စိဖြစ်ပြီးညားခက်ခဲခြင်းနှစ်ထပ်မြင်ခြင်းသို့မဟုတ်လူနာသည်ညရသောအရာကိုနားမလည်နိုင်ခြင်းရှိပါကဖြစ်သည်ဆိုဒီမှာညံ့နာဖြစ်သည်ညံ့နာတွင်မြည်သည့်လွှဲမောမှုရှိပါကသို့မဟုတ်ညံ့နာတွင်မညီညွမှုရှိပါကလက်များဖြစ်သည်လက်ဖြစ်နိုင်ခြင်းဖြစ်နိုင်လည်းသို့မဟုတ်ခြေကိုမြောက်ရာတွင်အခက်ခဲရှိပါကအဆိုဒီမှာစကားပြောခြင်းဖြစ်သည် လူနာကြီးစနစ်တကျမပြောနိုင်ပါကသူ့ကိုပြောဆိုသောအရာကိုနားမလည်နိုင်ပါကဖြစ်သည်ထို့နောက်ပြီးအရေးကြီးသည်ဆိုသည်လုံရန်အချိန်ဖြစ်သည်ထို့ကြောင့်ဘသူလေးအချိန်ကြီးရနိုင်တယ်လေညီသူမဆိုအချိန်ကြီးရနိုင်သည်ယခင်တွင်အချိန်ကြီးသည်အတက်ကြီးသူများ၏ယောဂါဟုလူစားခဲ့ကြတော်လဲယခုအခါတွင်လူနေမှုဘဝပြောင်းလဲမှုများကြောင့်လူများ၏အလုံးလုံးပုံပြောင်းလဲမှုများကြောင့်တင်းနေစဉ်အလုံးနှင့်လှုပ်ရှားမှုများနှင့်ဆက်ဆက်သော ိတ်ဖိစီးမှုများကြောင့်အခြားအမြင်များမှစိန်ခေါ်မှုများကိုညှင်းဆိုင်လာသည်ထို့ကြောင့်နေ့ခေတ်တွင်အချိန်ကြီးကိုတကယ်ပြန်လည်ပြုပြင်နိုင်သောသို့မဟုတ်ကုသနိုင်သောကုထုံးများရှိသည်အေးအရာများတွင် thrombolysis ပါဝင်သည် ဒါကတော့တွေးကဲကိုဖြည့်ဆည်းပစ်နိုင်သောထိုးစေးဖြစ်ပြီးရောဂါလက္ခဏာပေါ်ပေါက်ပြီးပထမ၄နာရီခွဲအတွင်းထိုးနိုင်ပြီးအကျဉ်းကြီးဖြစ်ပေါ်မှုကြောင့်ဖြစ်ပေါ်လာသောဆိုးရွားသောအကျိုးဆက်များကိုပြန်လည်ပြုကျင်နိုင်ရန်ကူညီပေးနိုင်ပြီးတွေးကဲကြီးများရှိသောလူများသို့မဟုတ်အ धिक သွေးကြောတစ်ခုတွင်ပိတ်ဆို့မှုရှိပါကအဲ့ဒါကိုလည်းတစ်ခါတရံတွင် mechanical thrombectomy ဖြင့်ကူသနိုင်သည် mechanical thrombectomy ဆိုသည်မှာသွေးကြောအတွင်းကိုစပိုင်းဆိုင်ရာနီးဖြင့်ဝင်ရောက်ပြီးသွေးကဲကိုစနစ်မှထုတ်ယူခြင်းဖြစ်သည် လေဖြက်ယောဂါကိုကာကွယ်နိုင်မည်နည်းလမ်းရှိပါသလားဟုတ်ပါတယ်ရှိပါတယ်အနေရအကြောင်းရင်းကိုမှန်ကန်ထင်းထုတ်ပြီးနေထိုင်မှုပုံစံကိုပြောင်းလဲပါကလေဖြက်ယောဂါ90ရာစိုင်နှုန်းမှ80ရာစိုင်နှုန်းအထိကာကွယ်နိုင်ပါသည်အခု lift cell changes ဆိုတာဘာရီလဲသင်ဤစိတ်လိတ်တောက်ခြင်းကိုထိန်းချုပ်ရမည်စိတ်လိတ်တောက်ခြင်းရက်တန့်ရက်တောက်ခြင်းရက်တန့်တင်သည်ကောင်းကောင်းရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုများလှုပ်ဆောင်ရမည်နှစ်စဉ်တဲမာရေးစစ်ဆေးမှုများလှုပ်ဆောင်ရမည်ဘေးထွက်ဆိုးကျိုးများတို့မဟုတ်တီးချိုယောဂါ3 2ယောဂါကွေးရင်းအစီများတက်ခြင်းကဲ့သို့သောအန င်းရင်ရှိသောအကြောင်းအရင်းများရှိမရှိဖယ်ရှားရန်ဤအရာများအားလုံးကိုမှန်တန်စွာကုသပြီးထိ ंछ ုပ်ထားပါကအချိန်များစုတွင်လေဖြည့်ယောဂါဖြစ်ပွားမှုကိုကာကွယ်နိုင်ပါသည်ကံမကောင်းစွာလူနာများသည်လေဖြည့်ယောဂါဖြစ်ပြီးလေဖြည့်ယောဂါအတွက်ကျင့်စင်ထားသောဆေးရုံတွင်ကုသမှုမရရှိနိုင်ခြင်းအချိန်တွင်လေဖြည့်ယောဂါအတွက်ကျင့်စင်ထားသောဆေးရုံကိုမရောက်နိုင်သောအကွာအဝေးတွင်ရှိနေခြင်းဖြစ်သည် ထို့ကြောင့်ထိုလူနာများအတွက်တောင်မျောလင်းချက်ရှိနေစေဖြစ်သည်အကြောင်းကားတော့ရုပ်ပိုင်းဆိုင်ရာကုထုံးတကားပြောကုထုံးနှင့်အလုတ်ကင်ဆိုင်ရာကုထုံးတို့၏နောက်ဆုံးပေါ်တိုးတက်မှုများကြောင့်လူနာအများစုသည်လုံဆောင်နိုင်စွမ်းအချို့ကိုပြန်လည်ရရှိနိုင်ပါသည်ဒါပေမဲ့အဲ့ဒီအရာအလုံးဖြစ်ပေါ်မှုအတွက်လူတိုင်းကဖြစ်ပေါ်နေတဲ့လေးဖြက်ရောဂါကိုသိရှိနားလည်ရမည်ဖြစ်သည်ထို့ကြောင့်သင်သိရှိနားလည်ဖို့လိုအပ်ပါက Befasio ဆိုသောအမဲရစရာကိုမှတ်သားရမည်ဖြစ်သည် Befasio ဆိုသည်မှာအရေးကြီးပါသည်သင်မြင်မြန်လုံဆောင်ရမည်ဖြစ်သည်လူနာကိုဆေးရုံသို့ ိုပိုးရနေဖြစ်ပြီးမှန်ကန်စွာ ကုသနိုင်ပါကလူနာအများစုသည်ရေချက်ယောဂါမှအပြည့်အဝပြန်လည်ကောင်းမွန်နိုင်ပါသည်။